်မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုံမြင့်တန်းကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ကအနောက်မော်တုံးကြီးရွာကိုစစ်စခန်းအခြေဆိုင် အမြောက်တပ်306တရင်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့အရဲသားတအူပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။ အော်တိုဘားလာ24ရက်နေ့ညပိုင်းကအနောက်မော်တုံးကြေးရွာတဲ့ကလူနေအိမ်တွေအပေါ်ကို drone နဲ့ဘုံသီးတွေတဲချခဲ့တယ်လို့လက်နက်ကြီးတစ်လုံးနဲ့လည်းပစ်ခတ်ခဲ့တယ်လို့ဒေသခံတအုပ်ကပြောပြပါရယ်။အဲဒီလိုတိုက်ခိုက်ခဲ့တဲ့အတွက်လူနေအိမ်၃လုံးထိခိုက်ပျက်စီးခဲ့တယ်လို့အမျိုးသားတအုပ်ကြီးစားထိမှန်ပြီးပြင်းထန်ဒဏ်ရာရှိခဲ့တယ်လို့သိရပါရယ်။ လက်ရှိလက်နက်ကြီးထိမှန်တမ်းအရထားတဲ့အမျိုးသားကိုနှိစက်ရဆေးကန်းကိုပို့ဆောင်ခဲ့ပြီးနောက်ဆက်တွဲအခြေအနေကိုတော့မသိရသေးပါဘူးစစ်တပ်ကဒေသတွေတိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့လူနေအိမ်တွေနဲ့စာတင်ကျောင်းတွေအပေါ်ကိုအများဆုံးတိုက်ခိုက်ခံရလေရှိတယ်လို့လည်းဒေသခံတွေစီကနေတဆင့်သိရပါရဲ့ရှင် ကိုကျိုးစည်းဝါအတွက်လောက်ကင်ခွေရမယ်ဆိုတဲ့စစ်တပ်ရဲ့မလုံးလေအောက်မှာကရင်လက်နက်ကင်၄ဖွဲ့ပေါင်းစည်းရေးကပြက်ပြဲသွားပြီလို့ကရင်စစ်ရေးလေလာသူတွေအရက်ဖက်အဖွဲ့အစည်းတွေနဲ့နိုင်ငံရေးပါတီတွေကပြောပါတယ်ဒီသတင်းကိုအောင်ခံပေးဖို့ထားတာပါရှင်ကင်းမီနေမှာကင်းလက်နက်ကင်၄ဖွဲ့စီလုံးညီညွတ်ကော်မတီကိုဖွဲ့စည်းပြီးတွဲဆောင်ဆွေးနွေးမှုတွေရှိခဲ့ပြီမဲ့တစ်ဖက်မှာလည်း ဖြစ်ပေါ်နေတဲ့ဒိုက်ဝတ်တွေအတွင်းစကနဲ့တူတိုးတက်သောဗောဓဘာသာကင်းမျိုးသားတက်မတော် DKB ပိုပြီးဖွဲ့နေကြတော့တဲ့ BGF ကဥပပေါင်းပါဝင်ပြီးတိုက်ခိုက်နေပါတယ်။တရားမဝင်လုပ်ငန်းတွေလုပ်ငန်းကြီးရမဆိုတဲ့မလုံးလေးအောင်မှာကင်းလက်နက်ကင်ဒီဝဲပေါင်းစီရေးကပြက်ပြက်သွားတယ်လို့ကင်းစီရေးလိလာသူတွေကပြောပါတယ်။မင်းနဲ့ကလေးကဒီတော်လည်းမှာပါဝင်ပဲ။အော်ကီရန်ကြီးကဒီလိုလုံးရှိတယ်။သူကလည်းပြောပြတော့လာလည်းပဲ။ ။ရရှိဒီဂျီဘီနဲ့ဒီဖီဂျီယာဒီရလမရှိနေတဲ့ဒီချာပြန်ခေါ်တဲ့ဒီလောလောဝိုင်းဝီစီဝါကရောက်နေတဲ့အကျိုးများကျိုးရလက်တွေနဲ့ချိန်ဝင်နေတဲ့ချိန်လိုက်မဲ့ဆိုရင်ဒါလက်ရှိတော်လည်ရေးမှပါဝင်တာကတစ်ခါကစတာမလာပြီးတဲ့ခွင့်ရေးဖြစ်တဲ့ဒီလောကသားတွေဒီတရားမဝင်အွန်လိုင်းဝင်နေတဲ့ဘုလုံးငန်းတွေကို ဘူးဆောင်ပေးရမယ်ဒီချက်ပေးရမယ်လုပ်ပိုင်ခွင့်ရမယ်ဆိုတော့ဘယ်လုံးအောင်ပါပဲအဲဒီလည်းနဲ့ဒီဘောပေါင်းစီကပြက်ပြဲသွားတယ်လို့ပဲရှင်းတယ်ဒါအပြင်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုနေချက်ဆောက်တဲ့ BGN ဒီမိုကရေစီကျိုးပြုကင်းတက်မလို့ DKBA ကင်းငင်းငင်းကောင်စီ KNLPC တို့ကထောက်ခံပြီးကာကွယ်သွားမယ်လို့ပြောဆိုထားပါတယ်ကင်းလက်နက်ကင်လေးဝဲပေါင်းစည်းရေးကလူကြောက်အောင်ပြောနေတာဖြစ်ပြီး ိုစီကိုကျိုးစီဝတ်ရှာဖို့ပဲအာယုံစိုက်နေတာလို့ကင်းရက်ဘက်ဖွဲ့စည်းတစ်ခုရဲ့ဥက္ကဋ္ဌတယောက်ကပြောပါတယ်အဲကျွန်တော်အနေနဲ့တော့ခင်းနန်းမကြဆိုစီဒီဘောဆိုစီမြင်းကြီးလို့ဆိုတာကနာမည်ကောင်းရပါတော့ဆိုကတော့မရှိအမှန်တော့ဒီလမ်းကပေါ်ရေးကိုကြည့်ကြည့်ရအောင်ကိုကြည့်ကြည့်ပေါ့ကိုတော့ကျိုးစီဝတ်ရှာဖို့ကတော့ဟိုဟာအောင်စကြတာ တော့သူကဒီဘောအောင်တက်ဒီလိုလိုတော့ဘယ်လိုလုပ်နေလဲလုံးဝတော့ဖက်စီတာရဲ့လက်ခံတော့ကိုသင်ရလူပေါင်းတစ်ခုသာပြမှာမဟုတ်အဲသူကသူရဲ့ဒီအကျိုးကြီးွားဒီသာသူအပေါ်မှာအကျိုးကြီးွားရရှိဖို့တော့သူကသူကလည်းလက်ခံတော့ပြောက်ပြီးတော့ကာကွယ်ပြုစုနေဖြစ်တယ်ကျင်းမျိုးသားစီယုံဂရန်ယူတက်မောင်ကနေပြီးဘာပုံရောကင်တွင်ဖြစ်ပေါ်နေတဲ့ဒိုက်ဝဲတွင်မှာလဲစစ်ကော်မရှင်တက်တဲ့သူ DKB ပို့ပြီးပွဲ ်နေကြလောက်တဲ့ BGF ကစစ်ကောင်စီတက်တဲ့ပူပေါင်းတိုက်ခိုက်နေပါတယ်အကျိုးစီးပွားအတွက်စစ်ကောင်စီလိုချင်ရည်တည်နေတာကိုပြတ်သားဖို့လိုပြီးမပြတ်သားရင်ခံရမယ်လို့တမန်ငါပြောခွင့်ရဘုံမကြီးစောက်လိုက်သူကပြောပါတယ်ဆရာနာရှင်နဲ့ပဲဒါပေါ်တယ်အဖွဲ့ထဲသမားရပါတော့ဒီလိုမှမလောက်ပဲနဲ့ခင်အချင်းကြီးဆိုပြီးတော့မှကိုက ဟိုသူစီးကျင်တယ်ဟိုညညွတ်ကျင်တယ်တော့သူတို့လည်းပြန်တော့ခေါ်ရည်တယ်ဒါပေမဲ့သူတို့ကတို့ရဲ့အကျိုးစီးပွားနဲ့စိတ်ကောက်စီကိုကာပြီးတော့မှစိတ်ကောက်စီရဲ့အလိုကြလိုက်ပြီးတော့အဲ့လိုမျိုးစိတ်ကောက်စီကျွန်တော်တို့လာတိုက်တဲ့သူကလည်းအမြင်နဲ့လာပြီးတော့ဟိုဝဲဝပူညီပြီးတော့ကျွန်တော်တို့လာပြန်လာပြီးတော့တိုက်မယ်ဆိုလို့ရှိတော့ဒါကျွန်တော်တို့မပြတ်သားရတော့ကျွန်တော်တို့လည်းခံရမှာပေါ့နော်ပြီးခဲ့တဲ့2023ခုနှစ်မတ်လ10ရက်နေ့က ကင်းပြီနဲ့ကွန်ကရစ်မြုပ်နယ်တုံးကျူကျေးရွာမှာဒုတိယအကြိမ်ကင်းလက်နက်ကင်တပ်ဖွဲ့စီလုံးကြီးရဲ့ကော်မတီနဲ့လူလူတွဲဆုံဆွေးနွေးခဲ့ပြီးနောက်ထပ်မံဆွေးနွေးတာလည်းမရှိသေးဘူးလို့သိရပါတယ်။လက်ရှိပြပွားနေတဲ့တိုက်ဝဲတွေအတွင်း DKBA ပုံပြီးဖွဲ့နေရာတော့တဲ့ BGF ကစစ်ကွန်ပျူတာနဲ့ပူးပေါင်းပြီး KYU လက်အောက်ခံစစ်ကြောင်းတွေကိုပြန်လည်တိုက်ခိုက်နေတာဒေသရှိရှိသိရှိမြင်တွေ့ရတာမရှိပေမဲ့ လက်ရှိတိုက်ပွဲတွေဟာနိုင်ငံရေးခင်းချင်းကြောင့်လို့ GNU Kelly PC ပြောခွင့်ရဘုံမူကြီးစောကျွန်ညွတ်ကပြောပါတယ် SEC နဲ့ပေါင်းပြီးတော့ပြန်လဲတိုက်ခိုက်တာတို့ပါတို့ကတော့ဒါကတော့ကျွန်တော်အနေနဲ့ကတော့ဒီဒီချာချာအတိရှိနေတွေ့ရတာတော့မရှိပါဘူးခင်ဗျအဲလိုမျိုးမီဒီယာတွေမှာပေါ်ပြတာတို့ရေးသားတာတို့အဲလိုမျိုးပြောဆိုတာတွေပါတို့ကတော့ကြားတာတော့ရှိပါတယ်ဟုတ် အမြင်တူမှုတွေဖြစ်ပေါ်တာတော့မဟုတ်ပါဘူးတနင်္ဂနွေလို့ဖြစ်ပေါ်နေတဲ့ဒီနိုင်ငံကြီးအကြီးကြီးကြောင့်ဒီလက်လက်ကန်ပြည်သက်ကကြောင့်ကျွန်တော်တို့ဒီချီရောက်ရှိလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့လေနိုင်ငံကြီးအခြေအနေဟိုပြောင်းလဲကောင်းမွန်လာတာနဲ့အမျှဒါကျွန်တော်တို့လက်လက်ကန်ဖွဲ့စည်းပြီးအတူတူပူးပေါင်းလှုပ်ဆောင်မှုဒီပေါ်လေအဲ့ဒါကြတော့ပြန်လဲပေါ်ထွန်းလာဖို့ကတော့အခက်အခဲမရှိဘူးလို့ကျွန်တော်အမြင်ရတော့အဲ့လိုပဲနေပါတယ်ခင်ဗျ လက်ရှိစစ်ကွန်မရှင်တက်တဲ့ပူးပေါင်းနေတာကိုဝင်ပြောရင်သူတို့နားထောင်မှာမဟုတ်လို့ဝေဖန်သုံးသပ်လို့ရပြီမဲလက်နက်ကင် လေးဝက်ပေါင်းစည်းရေးက အလံဝင်းနေအောင်မယ်လို့ကင်ပါတီတခုဖြစ်တဲ့ကင်မျိုးသားဒီမိုကရက်တစ်ပါတီ KNDB ဥက္ကကပြောပါတယ်လက်နက်ကင်လေးဝက်အချင်းချင်းကြားထိတ်တဲ့ရင်ဆိုင်နာတွေထဲတွဲဆုံဆွေးနွေးဖြေရှာတဲ့ခင်းချင်းကိုပဲအဓိကဆွေးနွေးရသေးတယ်လို့ DGB ပုံမူကြီးစောစိန်ဝင်းကပြောပါတယ်ပေါင်းစည်းရေးအကောင့်ကို ဘာမှမလုပ်ရသေးပါဘူးကျွန်တော်တို့ကဘယ်လိုပြောရလဲကျွန်တော်တို့တစ်ဖွဲ့နဲ့တစ်ဖွဲ့အချင်းချင်းတချို့ဟာပြဿနာတွေဖြစ်လို့ရှိရင်ဖိတ်တိုက်ရင်ဆိုင်တာနဲ့ဆိုင်ရင်တွေးဆဆွေးနွေးဖြစ်ရှာတဲ့ခင်ချင်းကိုပဲအတိကဆွေးနွေးကြရတယ်။ကောင်းစီရဲ့ကံဘာမှမလုပ်ရသေးဘူး။မဟုတ်ဒီကိစ္စကတော့ပြောဖို့စိုးစိပါတယ်။ဒါကဖြစ်စီချင်တဲ့ဟာတွေကဆွေးထဲမှာရှိတယ်ဗျ။အပြင်ကတော့လက်တွဲနဲ့ပြောစားနဲ့ပြောလို့ရှိရင်တော့အဆင်မပြေသေးပါဘူး။လက်တွဲနဲ့ပဲအဲ့ဆိုတွေးဆဆွေးနွေးမှုပဲလုပ်မှာပါလား။ ရှိကုန်မရှင်တဲ့နဲ့ပူအောင်ပြီးတိုက်ခိုက်နေတာနဲ့ပတ်သက်ပြီးငကြတော့တဲ့ဘီကျက်တောင်းရင်ရှိသူတွေကိုဆက်သွယ်ခဲ့ပြီးမယ်ပြန်လည်ဖြေကြတာမရှိသေးပါဘူးဒါပေမဲ့ကင်းလက်နဲ့ငယ်လေးဝက်ပေါင်းစည်းရေးစူးစမ်းနေတာစနစ်တာကြာမြင့်လာပြီးမှကျိုးလာစနေစင်းနဲ့အောင်မြင်မှုနေငယ်မြင်တွေ့လာပြီးဖြစ်လို့အခြေအနေကောင်းလာမှုပဲရှိတယ်လို့2024ခုနှစ်ဇန်နဝါရီလ31ရက်နေ့မနေ့ပိုင်းကကင်းနေကြတော့တဲ့ဘီကျက်တွေတွင်ရင်မှုဘုံမှုချုပ်စောရှိသူကဒီဘီကိုပြောဆိုထားပါတယ်မြရီမျိုးတောင်ပဲ ကောင်းဝင်းမီကန်တရှောင်းတရုတ်နိုင်ငံသားတွေယင်းနှိမ့်ညွန့်နေထားတဲ့ online ကြားပြန်ဝေလိလုပ်ငန်းတွေကိုနေချာသောက်တက် BGN နဲ့ဒီမိုစီချိုးပြူကင်းတက်မလို့ DKBA ကလက်ခံခွင့်ပြုထားတဲ့အပြင်လုံခြုံရေးရယူပေးထားပါတယ်ကျွန်တော်အောင်ခန့်ပါ TV ဥမီတန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်